မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းအရာတော်မြို့နယ်မြေနဲ့ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွဲတပ်ကိုဝင်ရောက်တိုက်ခတ်ပြီးစစ်တပ်ကဒဇာကန်ဖြစ်နေဖမ်းဆီးထားတဲ့ပြည်သူ၄ဦးနဲ့ဖုန်ကြီးတစ်ပါးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ18ရက်နေ့မနေ့စနေကမှာအရာတော်မြို့နယ်မြေနဲ့ရွာမှာရှိတဲ့ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်းမှာနှစ်ဖွဲ့ခွဲပြီးတော့တက်ဆွဲထားတဲ့စစ်ခွေးများကိုတော်လိုင်းတက်ဖွဲ့များကဝင်းရောက်တက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့အထိနာကငွေတွင်းပြူစောတိရွာကိုစစ်ခွေးတွေအလုံးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ခွေးတွေတက်ဆွဲထားတဲ့ဘုံကြီးကျောင်းကိုတော်လိုင်းတက်ဖွဲ့ဝင်များကဝင်းရောက်တက်ခတ်တဲ့အချိန်မှာ ၎င်းတို့ဖမ်းဆီးထားတဲ့ဒဇာကန်ပြည်သူ၄ဦးနဲ့ဖုံးကြီးတစ်ပါးကိုထားခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြေနဲ့ရွာဖုံးကြီးเจ้าမှာကတစ်ဖွဲ့နဲ့မေတီလာเจ้าမှာတစ်ဖွဲ့ခွဲပြီးတော့တတ်ဆွဲထားတာသူတို့ရွာကိုဝင်ပြီးတော့စီနင်းတော့ကပြည်သူတွေကတောလုံးလုံရင်းနဲ့စစ်เจ้าနဲ့တိုးပြီးအဖမ်းခံရတာပါ။ကျွန်တော်တို့စစ်ခွေးတွေတတ်ဆွဲထားတဲ့နေရာအလုံးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။ဒဇာကန်ရဲ့ပြောပြချက်အရတော့တော်တော်အထိနာပြီးတော့စုတ်ခွာထွက်ပြေးသွားတယ်လို့သိရတယ်။ စစ်ခွေးတွေအားလုံးငွေတွင်ပြူစောတိရွာကိုပြန်ဆုတ်သွားကြတယ်ကျွန်တော်တို့ဝင်ပြီးတိုက်ခိုက်တာကနှစ်ကြောင်းစလုံးကိုပါအရာယူဖို့လုံးတာကတော့ဖုန်ကြီးเจ้าကိုပါသူတို့တစားကန်တွေထားပြီးတော့ထွက်ပြေးသွားတာလို့ဘုဒ္ဓလင်မြို့နယ်ပတ်ကဖစီရေးတာဝန်ခံကြွက်ကလေးကပြောဆိုထားပါတယ်၎င်းတက်ခိုက်မှုကိုဘုဒ္ဓလင်မြို့နယ်ပတ်ကဖအဖွဲ့နဲ့တိုက်နယ်အဖွဲ့တွေမုံရွာ KI တရဲ20 BOB အရာတော်မြို့နယ်ပတ်ကဖအဖွဲ့နဲ့တိုက်နယ်အဖွဲ့တွေမုံရွာ KI ဘူဟာ66ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တွေဖြစ်တဲ့ Galaxy Force Duon Phoenix နဲ့ ရွှေဘိုခရအမှတ်24တိုင်ရင်တို့ကပူးပေါင်းတက်ခတ်ခဲ့ကြအောင်တရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့ကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူတအုပ်တန်းရရပြီးနေအိမ်ရှစ်လုံးထိမှန်ပျက်စီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ18ရက်နေ့မနေ့9:48မိနစ်အချိန်မှာကြောက်မဲမြို့နယ်အထက်ဂျူရှော့ကျေးရွာကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ပေါင်နေ50ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အခုလိုဘုံကျဲချပောက်ကွဲမှုကြောင့်အသက်89နှစ်အရွယ်ဥဆွေဟိန်ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါဗျ။နေအိမ်ရှစ်လုံးလည်းပျက်စီးသွားတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကကြောင်မဲမြွနယ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တောက်လျှောက်ဆိုးသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗျ။ဇူလိုင်လ23ရက်နေ့မနက်6:09မိနစ်အချိန်မနက်6:14မိနစ်အချိန်နဲ့မနက်6:16မိနစ်အချိန်တို့မှာ အကြမ်းမဲ့စစ်ခွေးတက်ကကြောင်မဲမျိုးပိန်နေကို မောင်ကောင်းမှုရွာမန်နာကြောက်တောင်အဆက်ကအမက73ကျောင်းတို့ကိုလေရင်နဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်ဘုံကျဲချမှုကြောင့်နေအိမ်နဲ့ကျောင်းများထိခိုက်ပျက်စီးသွားပြီးတော့ပေါင်900ဘုံများကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဇူလိုင်လ17ရက်နေ့မနေ့3:09မိနစ်အချိန်မနေ့3:14မိနစ်အချိန်နဲ့မနေ့3:20မိနစ်အချိန်တို့မှာလဲစစ်ခွေးတက်ကလေရင်နဲ့ကျောင်းမဲမြို့ဟိုတယ်ကောလီကျောင်းမဲခရိုင်ရဲတန်းရနဲ့ ရဲစခန်းဝင်အတွင်းထဲကိုဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။ပေါင်900ဘုံများကျဲချခဲ့ခြင်းဖြစ်ပြီးပြည်သူတအုပ်တွေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇူလိုင်လ10ရက်နေ့မနက်9:00နာရီကျော်ဝင်းကျင်အချိန်ကလည်းကြောင်မဲမျိုးငိမ့်ချိုင်ခုံးမှာရှိတယ်။အောက်ဆီဂျင်ဆက်ရုံအနီးကိုစစ်ခွေးတပ်ကပေါင်900ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ပြည်သူတအုပ်တွေဆုံးပြီးအခြားပြည်သူ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါလားတူပဲဇွန်လ29ရက်နေ့ကလည်းကြောင်မဲမျိုးတစ်ကွာပင်လုံလန်းကမ္ဘောဇာရှမ်းကျောင်းအနီးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရောင်း အမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးစုစုပေါင်းပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့နဲ့ဇွန်လ24ရက်နေ့တို့မှာလည်းတောင်မဲမြို့ပေါ်ကိုလေယာဉ်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၅ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ1027စစ်စင်ကာလာအတွင်းမှာတေဆုံသွားခဲ့တဲ့စစ်တပ်ကအရာရှိများနဲ့စစ်သည်များရဲ့ကြံရည်သူမိသားစုဝင်တွေအနေနဲ့မိမိတို့နေထိုင်ရာတပ်လိုင်းကမ်းများကနေပြီးတော့အတင်းအကျပ်ဖယ်ရှားပေးရပြီးတဲ့နောက် နှစ်နှစ်နီးပါးကြာမြင့်လာတဲ့အထိမြေသည့်အကျိုးခံစားခွင့်နဲ့ရော်ကြီးများကိုမှစစ်ကောင်စီထံကနေမရရှိကြဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ2023ခုနှစ်အော်တိုဘားလ28ရက်နေ့မှာစတင်ခဲ့တဲ့1027စစ်စင်ရေးအတွင်းမှာတည်ဆုံသွားတဲ့စစ်ခွေးတပ်ဘက်ကအရာရှိနဲ့စစ်ခွေး1500ကျော်ရဲ့ကျန်းရည်သူမိသားစုဝင်တွေဟာစစ်ကောင်စီထံကနေပြီးတော့ခံစားခွင့်နဲ့ရော်ကြီးရရှိရန်ရှောက်ထားခဲ့ကြတယ်လို့သိရပါဗါတယ်။အဲ့ဒီကျန်းရည်သူမိသားစုများကို စစ်ခွေးတပ်ကတေဆုံးသူစစ်အရာရှိနဲ့စစ်ခွေးတွေရဲ့အလောင်းများမရရှိသေးတဲ့အတွက်အချိန်ကာလတစ်ခုထိစောင့်ဆိုင်းရမယ်လို့အတည်ပြုခဲ့တယ်လို့ပြောပါရယ်ခန်းစား권များမရရှိမီနိုင်ငံများကနေဖယ်ပေးရခြင်းလစာအပြည့်အဝခန်းစား권မပေးတော့ခြင်းများကိုစစ်ခွေးတပ်ဘက်ကလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်အလောင်းမရတဲ့စစ်တပ်ကအရာရှိတွေနဲ့စစ်သည်တွေကိုပျောက်ဆုံးစေရင်းထဲမှာထည့်ထားတယ်။ကြံရည်သူမိသားစုတွေအနေနဲ့ခံစား권တွေရဖို့ကတော့အနည်းဆုံး6လဆောင်ရမယ်ဆိုပြီးတော့စောင့်ဆိုင်းခိုင်းတာတယ်။ လိုင်းကန်းတွေကနေဖယ်ပေးရတယ်လစာတွေကိုလည်းတဝက်ပဲထုတ်ခွင့်ပေးတော့တယ်ဒါပေမဲ့အခုတနေ့ခွဲကျော်လာပြီးဘာခန်းစားခွင့်မှမရတဲ့အပြင်လစာလည်းထုတ်ခွင့်မပေးတော့ပါဘူးသေတဲ့သူကသေသွားပြီဆိုပြီးတော့ညနေလွဲခဲပြစ်လှုပ်ထားတယ်လို့လောက်ကိုင်းဓာတ်ကဆာကသေဆုံးသူစစ်ခွေးတက်ကအရာရှိတအုပ်ရဲ့ဇနီးဖြစ်သူကသတင်းပေးဖို့ပြောကြားလာပါတယ် စစ်ကောင်စီတပ်ထံမှာအသက်အမခံခြင်းဥပိုင်ရှယ်ယာခြင်းအပါအဝင်တင်ဆောင်သွားတဲ့စစ်ခွေးအရာရှိတွေနဲ့စစ်ခွေးတွေထည့်ဝင်ခဲ့ကြတဲ့ခံစား권များရရှိရန်လျှောက်ထားကြတဲ့ကျန်ရစ်သူစစ်သားမိသားစုအရေအတွက်1500ကျော်ရှိတယ်လို့သိရပါဗါးအဲ့ဒီကျန်ရစ်သူစစ်သားများဟာလည်းအချင်းချင်းချိတ်ဆက်ထားကြတယ်လို့သိရပါဗါတပ်ထမ်းမှာကလစာတဲကနေပုံမှန်ဖြတ်တဲ့ဟာတွေရှိတယ်အသက်အမခံခြင်းဥပိုင်ရှယ်ယာခြင်းတွေပေါ့အဲ့ဒါတွေကပုံမှန်ဆိုရင် ်တမတော်သားတွေကြာဆုံးသွားရင်ကျန်ရည်သူမိသားစုတွေကိုပြန်ရော်ပေးတယ်နှစ်နှစ်နှီးပါကြာလာပြီအတအမကန်ဂျေးလည်းမရဘူးဥပိုင်ရှယ်ယာဂျေးလည်းမပေးဘူးလို့လာရှိုအမတ်ကိုတက်နှစ်စစ်မြေပြင်အင်ဂျင်နီယာတက်ကတေဆုံးသွားတဲ့တက်ချက်ကြီးရဲ့ကျန်ရည်သူမိသားစုတွေကပြောပြထားပါတယ်ဒါအပြင်တေဆုံးသွားတဲ့စစ်ခွေးအရာရှိတွေနဲ့စစ်ခွေးမိသားစုတွေကိုနေထိုင်ရာလိုင်းကမ်းနေအိမ်များကနေ6လအတွင်းဖယ်ရှားခိုင်းခဲ့ပြီးတော့ကျန်ရည်သူမိသားစုတွေအထွတ် နေအိမ်တိုက်ခန်းအသည့်များကိုခြာပေးထားမှာဖြစ်တဲ့အတွက်ရှောက်ထားနိုင်တယ်ဆိုပြီးတော့စစ်ခွေးတပ်ကတရားဝင်အသိပေးခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်ဒေသုံသူစစ်သားများရဲ့ကြားရဲသူမိသားစုဝင်များကရှောက်လွာများနဲ့ကာကွယ်ဝင်ကြီးဌာနထံမှနေအိမ်နဲ့တိုက်ခန်းအသည့်များရရှိရန်ရှောက်ထားခဲ့ကြတော့လေဘာမှတုံ့ပြန်မှုမရဘူးလို့ပြောပါတယ်။ပျောက်ဆုံးတဲ့ကြာဆုံးတက်မတော်သားတွေရဲ့ကြားရဲသူမိသားစုတွေကိုတက်လိုင်းကန်းတွေကနေပြီးတော့6လအတွင်းဖယ်ခိုင်းတယ် ဖယ်ခိုင်းတော့ကတော့တိုက်ခန်းအစ်စ်တွေဆောက်လုပ်နေတာရှိပါတယ်ရှောက်ကြပါအဲ့ဒါကိုချပေးမယ်လို့ကာကွယ်ဝင်ကြီးဌာနစီမှာရှောက်လွှာတင်းတယ်နောက်တော့ပြန်သိရတာကသူတို့ကမဲဖောက်ပြီးတော့မဲပေါက်တဲ့သူတွေရန်ကုန်မှာရှိတဲ့ကြာဆုံးစစ်တီအင်ယာတိုက်ခန်းတွေကိုချပေးထားတယ်အများစုကတော့တိုက်ခန်းမရကြဘူးလို့တေဆုံးသူစစ်သားတို့ရဲ့ကြဲသူမိသားစုကပြောပြထားပါတယ်စစ်ခွေးတက်ကတေဆုံးသူအရာရှိနဲ့စစ်တီများရဲ့ကြဲသူမိသားစုများကိုဤသည့်အကျိုးခံစား권မှမပေးတော့လေကြံရည်သူမိသားစုများထံမှာ အရွယ်ရောက်ပြီးသားတက်မတော်တဲကိုဝင်ရောက်လို့တဲ့သားတွေသမီးတွေလူငယ်တွေရှိပါကအချိန်မရွေးဆက်သွယ်နိုင်တယ်ဆိုပြီးတော့စစ်ခွေးတက်ကပြောဆိုအတိပေးလာတယ်လို့ပြောပါတယ်ကျဲရဲသူမိသားစုအများကတော့၎င်းတို့ရဲ့သားသမီးငယ်များကိုတက်သေးကိုမထည့်ကျင်ကြတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့နေပြည်တော်ရဲ့မြောက်ဘက်39ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့ Richter scale 6.2အဆင့်အင်အားရှိတဲ့မြေငလျင်တစ်ခုဒီကနေ့ဇူလိုင်လ18ရက်နေ့နေ့လယ်တနာရီ39မိနစ်မှာလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမော်လိုက်မြို့တောင်ပံ43ကီလိုမီတာအကွာ ကလေးဝမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 4.8အဆင့်အင်အားရှိတဲ့မြေငလျင်တစ်ခုဇူလိုင်လ18ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်2:24မိနစ်မှာလှုပ်ခတ်သွားတယ်လို့သိရပါဗျ။မန္တလေးမြို့အနောက်ဘက်10ကီလိုမီတာအကွာမြေအောက်အနက်32ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 4.8အဆင့်အင်အားရှိတဲ့မြေငလျင်တစ်ခုဇူလိုင်လ16ရက်နေ့မြန်မာစံတော်ချိန်မနက်3:28မိနစ်မှာ ထွက်မှန်လောက်ခတ်သွားတယ်လို့သိရပါဗျ။ဇူလိုင်လ15ရက်နေ့မှာလဲရှမ်းပြည်နယ်ကျိုင်းတုံမြို့အနီးတနေထဲမှာတင်ပြင်းအားရှိတဲ့ငလျင်၄ခါလောက်ခတ်သွားတယ်လို့ဝန်ကြီးဌာနတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ငလျင်ရဲ့အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နေစေရန်အတွက်ဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြရန်အတွက်လဲဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မိုးရွာသွန်းမှုများကြောင့် AOD တိုင်းအတွင်းကမြို့၅ခုနဲ့ပဲခူးတိုင်းအတွင်းကမြို့၂ခုတို့မှာမြေရေများမြင့်တက်လာပြီးတော့ရေကြီးရေရှမ်းမှုများဖြစ်ပွားလာနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ၁၈ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်တိုင်းတာကြံများအရာ AOD မြေဟာစိတ်တာမြို့မှာ၎င်းမြို့ရဲ့စိုးရင်ရေအမှတ်ထက်9လက်မခန့်16စင်တီမီတာခန့် ဟင်းဒရာမြို့မှာအဲ့ဒီမြို့ရဲ့ဆိုရင်ရေအမှတ်ထက်လေးလမခွဲကန်ဆက်တဲ့စင်တီမီတာကျော်ရောက်ရှိလာနေပြီဖြစ်တယ်လို့သိရပါဗျ။နောက်တရအတွင်းမှာစိတ်သာမြို့မှာရေတလက်မကန်ထပ်တိုးနိုင်ပြီးတော့ဟင်းဒရာမြို့မှာနှစ်လက်မကန်ဆက်တိုးနိုင်ကြောင်းဆိုရင်ရေအမှတ်ရဲ့အထက်မှာဆက်ပြီးတော့ရှေ့နေမှာဖြစ်တယ်လို့မိုးစလာကသတိပေးထားပါဗျ။အလားတူပဲဇလွန်မြို့တို့မှာလည်းအေအော်ရီမြို့ရေဟာဆိုရင်ရေအမှတ်အောက်နလမခန်5စင်တီမီတာခန့်မှာရောက်ရှိနေပြီးတော့နောက်တရအတွင်းမှာစိုးရိမ်ရိမ်မှတ်ရဲ့အထက်ကိုရောက်ရှိနိုင်တယ်လို့ပြောဆိုထားပါတယ်တဖန် ငါတိုင်းကြောင်မြို့မှာလေငါဝန်မြင့်ရေဟာစိုးရရေအမတ်အောက်ပေဝက်ခန့်မှာရောက်ရှိနေပြီနောက်တရအတွင်းမှာစိုးရရေအမတ်ကိုရောက်ရှိနိုင်တယ်လို့ပြောပါတယ်မအူပင်မြို့မှာတိုးမြင့်ရေဟာစိုးရရေအမတ်အောက်တပေခွဲကျော်မှာရောက်ရှိနေပြီတော့နောက်တရရေမြင့်တဲ့ချိန်မှာစိုးရရေအမတ်ကိုရောက်ရှိနိုင်တယ်လို့သတိပေးထားပါတယ်စစ်တောင်းမြင့်ရေဟာလေဘကိုးတိုင်းတောင်ကုန်မြို့နယ်မှာ၎င်းမြို့ရဲ့စိုးရရေအမတ်အောက် ပေဝတ်ကြုံမှာရောက်ရှိနေပြီးတော့နောက်တည့်အတွင်းဆိုရည်အမတ်ကို၎င်းမတော်မျိုးမှာ၎င်းမျိုးရဲ့ဆိုရည်အမတ်အထက်ကိုတပေခန့်ကြော်လွန်ရောက်ရှိနေပြီးတော့နောက်တည့်အတွင်းမှာသုံးလက်မခန့်ဆက်လက်ပြီးတော့မြင့်တက်နိုင်ကြောင်းသတိပေးထားပါတယ်။ဒါကြောင့်စိတ်သာဟင်းသရဇလွန်တောင်းကူမတော့ငတိုင်းကြောင်းမအူပင်စတဲ့မြို့နယ်များရဲ့မြေအနေပိုင်းနဲ့မြေကမ်းအနီးတို့မှာနေထိုင်ကြသူများအနေနဲ့ကြိုတင်သတိပြုပြီးတော့မြေရည်မြင့်တက်လာပါကအချိန်မီဘေးလွတ်ရာကိုရှောင်ရှားကြရန်မိုးစလကသတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်းစီအုပ်ချုပ်နေတဲ့မန္တလေးမြို့မှာရပ်ပေါင်း40အတွင်းလမ်းဘေးမှာတည်ဆုံနေတဲ့ရုပ်အလောင်း9လောင်းအထိတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီရုပ်အလောင်းတွေကိုအမရပူရာချမ်းမြသာစီနဲ့အောင်မြေသာဆန်မြို့နယ်တွေမှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကနေဇူလိုင်လ18ရက်နေ့အတွင်းမှာတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။တည်ဆုံသူတွေထဲမှာ6ဦးကအမျိုးသားတွေဖြစ်ပြီးတော့ကျန်တဲ့2ဦးကတော့အမျိုးသမီးဖြစ်ပါတယ်။တည်ဆုံသူတွေဟာအသက်အရွယ်အနည်းနဲ့ 30ဝင်းကျင်ကနေ40ကျော်အရွယ်ဖြစ်တယ်လို့သိရပါဗါတယ်။သေဆုံးသူတွေမှာအာဟာရပြတ်လပ်ပြီးတော့သေဆုံးတာအပြင်မွေးရည်ဆေးဝါးတုံးပြီးဆေးလွန်တာကြောင့်သေဆုံးတဲ့လက္ခဏာတွေ့ရှိရသူအချို့လဲပါဝင်တယ်လို့ချမ်းမြသာစီမျိုးနယ်ကလူမှုကွန်ရက်ရဲ့အသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပြထားပါတယ်အခုရက်ပိုင်းမှာတွေ့တဲ့အလောင်းတွေကပန်ရှင်မဲတွေများတယ်လို့အဲ့ဒီလူမှုကွန်ရက်ရဲ့အသင်းကတာဝန်ရှိသူကပြောဆိုထားပါတယ်ဒီကနေ့ဇွန်လ18ရက်နေ့မှာလေ ချမ်းမြတာစီမျိုးနဲ့အောင်ပင်လေရက်ကွက်မြို့ပတ်လန်ပေါ်တော်မူဖရာအနီးမှာမနေ့9နိုင်ခွဲခန့်ကတိတ်ဆုံးနေတဲ့အသက်42နှစ်အရွယ်အမျိုးသားရဲ့ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ရပါတယ်။သူ့ကိုအလုရှင်ကအလုထုတ်လိုက်ပြီးတဲ့နောက်သွားစရာနေစရာမရှိတဲ့အတွက်လမ်းဘေးမှာနေထိုင်ရင်းနဲ့တိတ်ဆုံးသွားတာလို့သိရပါတယ်။သူကအာဟာရပြတ်တဲ့လက္ခဏာရဲ့ညကမိုးရေထဲမှာအေးပတ်တာတွေရောပြီးတော့ဆုံးတာဖြစ်မယ်လို့ကုညီကယ်ဆယ်ရေးမှာပါဝင်သူတဦးကတုံ့သက်ထားပါတယ်။ရုပ်အလောင်းမှာတွေ့ရှိရတဲ့စမက်ကုတ်အရာ တည်ဆောင်းသူဟာကွင်းဝိုင်းကျေးရွာမြင်းကကုန်းကျေးရွာအုပ်စုဘိုးကလေးမြို့ကဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးတော့နိုင်ငံရဲ့အထက်ပိုင်းနဲ့အောက်ပိုင်းကိုချိတ်ဆက်ထားတဲ့မန္တလေးမြို့ဟာဆိုရင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလူတက်မှုဓမြတိုက်မှုလူရမှုတွေမကြာခဏဖြစ်ပွားနေတဲ့အပြင်ပြီးခဲ့တဲ့ မတ်လ28ရက်နေ့ကငလျင်ကြီးကြောင့်ဘေးဒဏ်တင့်ခဲ့ရပါတယ်ငလျင်ကြောင့်မြို့ကန်တွေရဲ့အိုးအိမ်စီးစိမ်အသက်ဆုံးရှုံးရတာတွေမတန်ဆွမ်းဖြစ်ပွားသူတွေရှိခဲ့ပြီးဒေသခံတွေရဲ့ပြောပြချက်အရပြန်လည်ထူထောင်ရေးကိုစစ်ခွေးတပ်ကလုံလောက်အောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ